အဲ့တော့ဒီမှာလေကျမကမိကွန်းလေးတစ်ခုမေးထားတာလေအဲ့ဒီကလေးကြံကြံဖန်ဖန်လေးမေးတတ်တယ်ကျမကလေကြံကြံဖန်ဖန်လေးဆိုတော့ဖြေပေးချင်တယ်နော် တည်တဲ့နဲ့အခြားကောင်းမှလည်းပလင်းအကြောင်းတင်ထားလို့သိကြလို့ပါတဲ့ပလင်းကအာတကောင်စီနေကနေပြီးကမာကောင်လေးတွေကနေပြီးတော့မာတဲ့ပလဲလေးတွေထုတ်သွားလို့ရှိရင်အဲ့ဒီကမာကောင်လေးတွေကတဲ့အသက်မရှင်တော့ဘူးလားတဲ့ဆိုအဲ့လိုလေးမေးရနော်အဲ့လိုလေးမေးတဲ့ကကြတော့အဲကျွန်မဘာလေးကနေစပြောခြင်းလဲဆိုဖြူဖြူစင်စင်ပလဲလေးတွေဆိုတာ ကမာကောင်လေးရဲ့မျက်ရည်ပဲထင်းစားเนาะအဲ့လိုเนาะအာဒါကြောင့်ဒါပင်ဟာလာဆိုတော့လေအဲ့တော့ကမာကောင်လေးတွေကနေပြီးတော့မှပလင်းကိုထုတ်တယ်ပေါ့เนาะမိကွန်းလေးကချစ်စရာမိကွန်းလေးမလို့ကျမကလည်းဗီဒီယိုလေးနဲ့ပြန်ဖြေးတာဆိုတော့ ကမာကောင်လေးတွေကနေပလဲကိုထွင်ကျမတို့ကပလဲကိုပလဲမှာနှမျိုးရှိတာပေါ့နော်တမျိုးကကြတော့မွေးပလဲပေါ့ပလဲတွေအဲဒီကမာကောင်လေးတွေကိုဖမ်းနေဖမ်းပြီးလို့ရှိလို့ရှိရင်ကမာကောင်လေးတွေကိုဒီလိုဟလိုက်ပြီးကမာကောင်လေးတွေထဲမှာကျမတို့ကဒီကော်ဘော်လုံးစီလေးတွေပေါ့နော်အဲအလွယ်ဟိုအများသူကတိတယ်အတိမျိုးနဲ့ပဲလူစကားနဲ့ပဲပြောပါမယ်နော် ဆိုတော့အဲ့လိုကော်ဘောလုံးစီလေးတွေအရွယ်အစားအမျိုးမျိုးလိုက်အဲ့ဒီကမာကောင်လေးတွေကိုထည့်ပေးလိုက်ထည့်ပေးလိုက်ပြီးသွားလို့ရှိလို့ရှိရင် तू ကပင်လယ်ထဲမှာပင်လယ်မှာသူတို့နေထိုင်နေစီးလေပဲအထူးအဲ့လိုချင်းတွေနဲ့ထည့်ပြီးတော့မှချင်းတွေနဲ့ပြန်ချတာ ချင်းရင်းနဲ့ပြန်ချပြီးတော့မှအဲသူတို့ကာလတစ်ခုပေါ့နော်ဘလောက်ဆိုရင်ဘလောက်ဆိုအုံနိုင်နေဘလောက်ဆိုရင်ဘလို့ဖြစ်နိုင်နေပေါ့နော်သူကလေအဲအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးထားပြီးတော့မှအဲသူကအဲတဒန်းတစ်ခုပေါ့လीเนาะတဘောက6လာလာတနည်းလာနဲ့စသဖြင့်ပေါ့လीသူတို့ရှိမှာပေါ့ကာလတစ်ခုဆိုရင်ပြန်စဲပြန်စဲပြီးတော့မှပလဲလေးတွေထုတ်တယ်ပေါ့ mostly ကတော့အများအားဖြင့်ကတော့တည်ပါတယ် အများအားဖြင့်တော့တည်ပါတယ်။ဘာဖြစ်ဆိုခွဲထုတ်ရတာဝင်နော်ခွဲထုတ်ရတဲ့ခါကျတော့ကြမ်းကြမ်းတန်းတန်းလေးနည်းနည်းလေးလောက်ကောင်ရတဲ့အခြေအနေလေးတွေမှာအများအားဖြင့်တော့တည်ပါတယ်။ကမာကောင်လေးတွေတည်သွားတာပေါ့နော်။တည်သွားပါတယ်။ဒါကမွေးပလင်းမှာပေါ့။အဲ့တော့မတည်အောင်လုပ်တဲ့နေရောမရှိဘူးလားဆိုရှိပါတယ်။အဲအမေရိကန်တို့ဂျပန်တို့အဲစသဖြင့်ပေါ့နော်အဲ့လိုနိုင်ငံတွေမှာရှိပါတယ်။ဒါပေမဲ့ mostly ကတော့တည်ပါတယ်။ကမာကောင်လေးတွေပလဲကိုထုတ်ယူလိုက်တယ်ဆိုကမာကောင်လေးတွေတည်ပါတယ်။ဒါကတော့မွေးပလင်းမှာပေါ့။ကျမတို့သဘာဝပလင်းမှာလည်းတည်ပါတယ်။ နော်ဘာဖြစ်လို့လဲဆိုတော့တဘာဝပလင်းနဲ့မှဆိုလေကမာကောင်လေးတွေဖမ်းမိလိုက်ပြီဆိုလို့ရှင်ကမာကောင်လေးတို့ဆွဲဖြဲလိုက်ကြတာပဲပေါ့နော်ဆွဲဖြဲလိုက်တယ်အာဒီဒီကနေပြီးတော့မှပလဲကိုရှာတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဒဏ်နဲ့ပဲသိပါတယ်နော်ဆိုတဲ့ခါကျတော့အဲ့တော့အဲခြုံငုံပြီးပြောကြဟိစတဲ့ဆိုရင်တော့ပလဲထုတ်လိုက်ရင်ကမာကောင်လေးတွေသိပါတယ်အများအားဖြင့်သိပါတယ်နော်ဆိုတော့မသိရအောင်လှုပ်လို့မရအောင်လားဆိုလှုပ်လို့တော့ရတယ်ဒါပေမဲ့အများအားဖြင့်တော့သိသွားတာများတယ်နော်ဆိုတော့ ဒါကြောင့်မလို့ပလင်းပလင်းလေးတွေဟာကမာကောင်လေးတွေရဲ့မျက်ရည်ပဲထင်ဆိုဒီလိုလေးကိုပြောတာပေါ့เนาะဆိုတော့တကယ်လည်းမျက်ရည်လေးနဲ့ပေါ့သူတို့ရဲ့ဒီမျက်ရည်လေးတွေဒီအချိအချွဲလေးတွေပေါ့เนาะကျွန်တော်တို့လည်းဒီလိုပဲလေလေချောင်းထဲမှာတို့မျက်လုံးထဲမှာတို့ဆိုခလုခလုတွေဖြစ်တယ်ဆို လေကြောင်းနဲ့ဆိုလဲနေလို့မရအောင်မျက်လုံးထဲမှာဆိုလဲအမိုက်ဝင်နေဆိုကျမတို့ခလုခလုဆိုမျက်လုံးတလုံးလုံးဖြစ်ပြီးတော့မှခလုဖြစ်ပြီးတော့မှမျက်ရည်လေးတွေကျတယ်လေအဲ့တော့ကမာကောင်လေးတွေကလည်းအဲ့လိုပဲသူတို့ကပင်လေကျမ်းမြင်ထဲမှာနေတဲ့ခါကျတော့ရှင်နေတဲ့နုံနေဒီလိုတွေစားတဲ့ခါကျတော့သူတို့ရဲ့အစာတွေအဲ့လိုမျိုးတွေစားတော့အဲ့ဒီကနေဂဲလေးတွေပါသွားတော့ဒီသူတို့ရဲ့ဒီဒီအဟားလေးဒီလိုလေးထဲမှာအသားလေးကလည်းနှုတာဟုတ်ကမာနော်စားတချို့လည်းစားကြတယ်လေဒီလိုနှုတဲ့ခါကျတော့အဲ့ရည်လေးမှာ သူတို့ခလု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 နဲ့ဖြစ်တဲ့ကကြတော့အဲ့ခလုခလုနဲ့ဖြင်းဖြင်းနဲ့သူတို့အဲ့ရနဲ့အကြည့်ချွဲလေးတွေထွက်လာတာပေါ့အဲ့အကြည့်ချွဲလေးတွေကအဲ့ဂဲလုံးလေးတွေကိုအုတ်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 နဲ့ကြာလဲကြာလဲကြာလာရောအဲ့ဒီဂဲလုံးလေးတွေရဲ့အပေါ်မှာခုနအလွှာလေးအလွှာလေးတလွှာလေးနဲ့ဖြစ်ပြီးကြာရင်ကြာသလောက်ကြာရင်ကြာသလောက်အဲ့ဒီအလွှာလေးကဖုံးအုပ်သွားပြီးတော့မှပလဲလေးတွေဖြစ်သွားတာပေါ့နော်ပလဲလေးတွေဖြစ်သွားတယ်အဲ့တော့သဘာဝပလဲလေးတွေကတော့ပုံစံမညီဘူးဘာဖြစ်လို့ဂဲလုံးလေးတွေရဲ့ပုံစံအတိုင်းလိုက်အုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ တွန်းနာလေးတွေရှုံနာလေးတွေပုံစံပေါင်းစုံပေါ့เนาะသူကတော့လေသူ့ရဲ့ပုံစံကဘူးဒီပုံလေးတွေအဲတိလာဟိုအဲ့လိုမျိုးပေါ့ချွန်ချွန်လေးတွေဒီလိုလေးအဲ့လိုလေးပေါ့နပေါ်လင်းเนาะအဲ့လိုမျိုးစသဖြင့်ပုံဆောင်ကဲမျိုးစုံပေါ့ဒီလိုရှုံရှုံလိန်လိန်လေးတွေပေါ့အဲ့လိုမျိုးလေးတွေဖြစ်တဲ့ဒါကတော့တဘာဝပလင်းအဲ့တော့အဲ့ဒီကနေမှဒီတဘာဝပလင်းကနေမှထုတ်လုပ်ရင်းနဲ့မှအာလူတွေကအရန်ကိုနှစ်တက်ပြီးဝစ်စင်တဲ့ခါကျတော့ကျမတို့ဂျပန်ကဒါနာကိုပလဲတို့ပါလို့ဆိုတာနာမည်ကြီးပလဲတွေပေါ့เนาะဆိုတော့အဲ့တော့လူတွေကစီးပွားပြင်မွေးမြူလာကြတယ် င်စီးပွားပြေးမွေးမြူလာကြတဲ့ခါကျတော့အဲ့တော့ဘာဖြစ်သလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့အပလဲလေးတွေကိုခုနလိုဖမ်းနေဖမ်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ခုနကော်ဘော်လုံးစီလေးတွေပေါ့အရွယ်စားလိုက်ပေါ့ဘယ်အရွယ်ကိုလိုချင်တာလဲတေးသေးလားကြီးကြီးလားစသဖြင့်အရွယ်စားလိုက်အဲ့ဒီဟာလေးကိုထည့်တယ်ထည့်ပြီးသူအချိန်ကာလတတ်မှတ်ချက်ပေါ့ဘယ်လောက်ဆိုရင်ဖော်ရမယ်ဘယ်လောက်ဆိုရင်ဖုံရမယ်ဆိုပြီးတော့မှတန်တန်ချင်းတန်စကားချင်းတွေတဲ့ဟိုကမာကောင်လေးတွေကိုပြန်ထည့်ပြန်ထည့်ပြီးတော့မှသူ့ရဲ့ပင်လေသူတို့နေထိုင်တဲ့ရှင်သန်တဲ့ပင်လေဒီဟို စီပင်လေထဲမှာအဲ့ဒီရေလေပဲမှာပြန်ချရတယ်ဒီစကားချင်းလိုက်တည်ဒီပဲလွတ်လွတ်လပ်လပ်တော့ပေးသွားတာမျိုးမဟုတ်တော့ဘူးပေါ့နော်ဒီစကားချင်းထဲမှာပဲလှုပ်ပြီးတော့မှဒီတဘာဝပင်လေရေထဲမှာပဲတဘာဝတိုင်းမဲ့မွေးမြူတယ်မွေးမြူပြီးတော့မှသူ့အချိန်ကာလရအောင်ပြန်ဆယ်တယ်ပြန်ဆယ်ပြီးတော့မှအဲ့ထဲကပလဲလေးတွေကိုထုတ်ယူတယ်အဲ့တော့အများအားဖြင့်တော့တည်ပါတယ်နော်အများအားဖြင့်တော့တည်ပါတယ်တည်အောင်လှုပ်လို့မရတဲ့နီးမရှိဘူးလားဆိုတော့ရှိတော့ရှိတယ်အဲဒါပေမဲ့လည်းအများသောအားဖြင့်တော့တည်သွားတာပဲများပါတယ်နော်တည်သွားတာပဲများတယ်အဲ့တော့ paleliri e ူရဲ့ story လေးရလဲဒါလေးရလဲအဲ့လိုလေးရှိတာပေါ့နော်ပလဲလေးရဲ့ဝမ်းနေစရာကောင်းတဲ့ story လေးပေါ့နော်အဲ့လိုအဲ့တော့အဲ့လိုလေးအဲ့တော့ပလင်းကိုထိမ့်သိမ့်နေဆိုရင်ကျွန်မခုနပြောသလိုရေတွေကနေလာတဲ့ရေတယံဇာတာဖြစ်တဲ့အတွက်ကြောင့်မလို့မွိုက်ချတတ်လို့ပါတယ်လုံနဲ့မိကန်တစ်တာထဲမှာအလုံးပိတ်ပြီးသိမ့်တာမျိုးတွေဆိုလုံးလို့မရဘူးအဲ့တော့ပလဲလေးတွေကိုသိမ့်နေဆိုလို့ရှိရင်ဖန်ခွက်ကလေးတွေရေဖန်ခွက်ကလေးနဲ့မွိုက်ချထားပြီးတော့မှသိမ့်ရတယ်မိကန်တစ်တာလို့လေလုံနဲ့အခန်းထဲမှာထားရင်လည်းရေတဖန်ခွက်ထည့်ပြီးတော့မှသိမ့်ရတယ်မဟုတ်ရင်ပလဲရဲ့အပေါ်ရန်လွှာတွေကခြောက်ပြီးတော့မှပလဲရမလှတော့ဘူး ကြာသွားရင်နှစ်ပေါင်းတရာတိတိလေးလုံးတဲ့နေရာမှာပိတ်ထားရင်ねပလဲကကင်လိုက်တာနဲ့အမှုံဖြစ်သွားတယ်တဲ့ တေးလာအဲ့တော့ကိုလည်းနှစ်ပေါင်းတရာအသက်မရှင်ရသေးတော့မစမ်းသပ်ရသေးဘူးပေါ့နော်ကျွန်တော်တို့ဆရာဆရာတွေကနေပြီးတော့မတင်ပေးခဲ့တာကျွန်တော်တို့ဆရာတွေကအကြောင်းတော့ကတင်ပေးခဲ့တာဒီနှစ်ပေါင်းတရာပလဲကိုလေလုံငန်းထဲမှာထားတယ်ဆိုလို့ရှိရင်ပလဲကသူကအမုံဖြစ်သွားတယ်တဲ့ဒီလိုမျိုးလေးထိလိုက်လို့ရှိရင်အဲ့တော့သူကမွိုင်းချာရေတွေကနေလာတဲ့ရေတန်ဇာတာဖြစ်တဲ့အတွက်ကြောင့်မွိုင်းချာတက်ကိုအရန်လိုအပ်တယ်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအန်ဇွဲထဲမှာတိမ့်မယ်အဲကျွန်တော်တို့အော်ဒီမိကန်တစ်တာထဲမှာတိမ့်မယ်ဆိုပလဲကိုဒီလိုလေလုံဘူးထဲမှာထည့်ပြီးတိမ့်တာမျိုးမဟုတ်ဘဲနဲ့အပွင့် ဒီလိုမျိုးတွေမှာပဲအပွင့်အတိုင်းပဲထားပြီးတော့မှမိကန်ဂျီတာတွေမှာထည့်သိမ်းခြင်းနဲ့ဆိုရင်လည်း ဖန်ခွက်ကလေးရေရေတဖန်ခွက်လေးထည့်ထည့်ထားပြီးရေဖန်ခွက်ကလေးတွေအမြဲတမ်းရေဖြည့်ဖြည့်ပြီးတော့မှတင်းရပါမယ်။အဲ့ဒါဆိုရင်ဗလဲရမွိုက်ချတတ်ရပြီးအမြဲတမ်းဒီသူ့ရဲ့လက်ချလက်စတာပေါ့နော်သူ့ရဲ့လက်စတာဟိုစာတောက်တောက်ပပနဲ့လက်စတာကောင်းကောင်းလေးနဲ့တောက်တောက်ပပလေးနဲ့ဖြည့်ပြီးတော့မှလှပါလိမ့်မယ်။မဟုတ်ဘူးဆိုရင်တော့အပေါ်ရန်အလွှာလေးချက်ပြီးတော့မှမလှပါဘူးဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ဗလဲလေးတွေတင်းနေဆိုလဲအဲ့ဒါလေးသတိထားပြီးတင်းနော်။အဲ့တော့ဖြူဖြူစင်စင်ပလဲလေးတွေဆိုတာကမာကောင်လေးတွေရဲ့မျက်ရည်ပဲထင်နော်။